ငွေကုန်ကြမ်းခန့်က ပြေးပါမှာမြန်မာဝန်ဆောင်နဲ့ရိုက်ကူးခဲ့ပေမယ့်ဘာရှုခင်မမမြင်ရပဲတာမန်ပုံတွေဖြစ်နေတဲ့ငယ်စဉ်ဆုံးတွေပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိအင်တာနက်ပေါ်မှာပရိသတ်တွေကြားရေးပန်းအစားဆုံးပြောစရာအဖြစ်ဆုံးအကြောင်းအရာတခုနာမည်ကြီးနေရာကတော့ငယ်စဉ်ဆုံးတွေရဲ့ပရိဝတ်တီဓာတ်ပုံတွေအကြောင်းပါခေကာလအရာအခုခေတ်နောက်ပိုင်းမှာအမှုပညာရှင်ဆုံးတွေတော်တော်များများကသူတို့ရဲ့မင်္ဂလာပွဲအမှတ်တရဓာတ်ပုံတွေကိုတမန်ယိုးကြပုံမှန်မဟုတ်ပေပြည်ပနိုင်ငံတွေဒီငွေကုန်ကြမ်း ်ခံသွားရောက်ပြီးတော့ခံကဏ္ဍနာရိုက်ကူးကြပါတယ်။တခြားနုပညာရှင်စုံတွဲတွေရေခဲတောင်မှာရိုက်တုံးကဆိုရင်ပရိသတ်တွေစီကအားကြားမှုတွေချီးကျူးသံတွေ တော်တော်လေးရခဲ့ပါတယ်။ဓာတ်ပုံတွေကအရန်ခန်းထားတဲ့မျက်စိတစုံမြင်ရတဲ့ရှုခင်းကျဲကြီးတွေနှင်းဖွေးဖွေးတွေကြားမှာခေါင်းဝင်းအဖြူရောင်လေးနဲ့ဒါမှမဟုတ်ဝတ်စုံအမိုက်စားတွေနဲ့တကယ်ကို epic ဖြစ်ခဲ့တာပါ။ အခုငယ်စင်စုံတွေကလည်းသူတို့မင်္ဂလာပွဲအတွက်အပြင်ပမှာပရိဝတီသွားရိုက်ခဲ့ကြပါတယ်။သူတို့ရဲ့အိုင်ဒီယာကတကယ်တော့တခြားသူတွေထက်ပိုတော်ကောင်းသေးတယ်လို့ပြောရမှာပါ။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအနောက်တိုင်းဝစ်ဆုံတွေကဝင်နေတဲ့မြန်မာယဉ်ကျေးမှုကိုဖော်ညွှန်းတဲ့မြန်မာဝစ်ဆုံတွေကိုရွေးချယ်ပြီးတော့နိုင်ငံခြားရဲ့ရေခဲတောင်လိုနေရာတွေမှာသွားရောက်ရိုက်ကူးခဲ့ပါတယ်။ ဒီအိုင်ဒီယာကိုကြားလိုက်ရုံနဲ့တဲ့ပရိသတ်တွေကဒါတော့တကယ်မိုက်တယ်ဝိဆောင်တွေနဲ့မြန်မာဝိဆောင်တွေနဲ့နိုင်ငံခြားရှုခင်းနေနေဆိုတော့ share ပဲဆိုပြီးတော့အရန်ကိုမျောလင်းခဲ့ကြတာပါဒါပေမဲ့တကယ်တမ်းဓာတ်ပုံတွေထွက်လာတဲ့အခါမှာတော့ပရိသတ်တွေကထင်ထားသလောက်အံ့ဩမသွားဘဲနဲ့ဝေဖန်စရာတွေအမလို့အမရဖြစ်စရာတွေပဲကြုံတွေ့လိုက်ရပါတယ်ပရိသတ်တွေဒီကထောက်ပြခြင်းတဲ့အချက်ကတော့ဒီပုံတွေဟာငွေကုန်ကြီးကြောင့်အများကြီးခံပြီးတော့ဒီပါတီသွားရိုက်ထားတာမဟုတ်ရဲ့လားဆိုတဲ့မိကုန်းပါပဲဘာလို့လဲဆိုတော့ဓာတ်ပုံအများစုမှာသူတို့ရောက်နေတဲ့နေရ ရာရဲ့ရှုခင်းတွေကိုလုံးဝမမြင်ရတဲ့လောက်ပါပဲ။ဓာတ်ပုံဆရာကရှုခင်းအကျယ်ကြီးတွေလိုကေးရှင်းရဲ့ခန္ဓာမှုကိုပြတဲ့ပုံတွေထက်သူတို့ဇုံတဲ့နှစ်ယောက်တည်းကိုပဲအနီးကပ်ရိုက်ကူးထားတဲ့ပုံတွေတွေ့ရပါတယ်။တကယ်ဆိုရင်ရေကန်းတောင်ဆိုတဲ့ခန္ဓာရဲ့နောက်ခံကြီးရှိနေပေမဲ့အခုထွက်လာတဲ့ပုံစံကရန်ကုန်ကစတူဒီယိုတစ်ခုထဲမှာမီးစိမ်းနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်နောက်ခံပိတ်ကားအဖြူခံနဲ့ပဲဖြစ်ဖြစ်ရိုက်ထားသလိုအရန်ကိုအာမန်ဆန်လွန်နေရပါမြန်မာဝတ်စုံလေးတွေနဲ့လှပပေမဲ့ဓာတ်ပုံတစ်ပုံလုံးရဲ့ခံစားမှုကပတ်စံအကုန်ကြခံထားတဲ့ပုံ ရင်မျိုးလုံးဝထွက်မလာခဲ့ပါဘူး။တခြားရေခဲတောင်မှရိုက်ခဲ့တဲ့အနုပညာရှင်တွေရဲ့ပုံတွေလို့လာတာပါတာခန်းထားတဲ့ဓာတ်ပုံမျိုးမရပဲငယ်စဉ်ဆုံးတွဲရင်အလဲကြမှာဒီလိုခွန်းသွားတယ်လို့ဆိုရှယ်မီဒီယာမှာသုံးနှုန်းနေကြတယ်လို့ဖြစ်နေပါဗျ။ တကယ်တော့ဒီအိုင်ဒီယာကအရန်ကောင်းပါတယ်မြန်မာဝိဇ္ဇုံနဲ့နိုင်ငံသားရှုခင်းဆိုတာတကယ်ကိုထူးခြားတဲ့အတွေ့အဆက်ပါဒါပေမဲ့ဒီအိုင်ဒီယာကောင်းကိုပုံဖော်တဲ့နေရာမှာဓာတ်ပုံပညာအရရောအနုပညာမြောင်းမှုအရရောလိုအပ်ချက်တွေအများကြီးရှိနေရာကြောင့်ပြည်သက်တွေမျောလင့်ထားသလောက်ဖြစ်မလာခဲ့ပါဘူးဟုတ်ကဲ့ပါရှင်ငွေကုန်ခန့်နဲ့အိုင်ဒီယာကောင်းနဲ့ဒါပေမဲ့ထွက်လာတဲ့ရလဒ်ကတာမန်ပုံနေလို့ဖြစ်နေရဆိုတာကတော့တကယ်ကိုနှမျောစရာပါပဲဒီအပေါ်မှာပြည်သက်တို့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲငယ်စဉ်ဆုံးတည်းရဲ့ဒီ priority ပုံတွေကိုမြင်ပြီးကြပြီလား ကျမပြောသလိုရှုခင်းမိုင်းအားနေပြီးတော့တာမန်ဆန်နေရလို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။